ဘလို့မှမရှင်နိုင်လို့ရှုံးပေးခဲ့ရတဲ့ဘာစီလိုနာရင်ဘတ်တဲကစူကိုတဝက်နှုတ်ပစ်လိုက်နိုင်ခဲ့ပြီမင်္ဂလာပါခင်ဗျာဆော့ကာဟစ်စထရီကနေကြိုဆိုပါရစေဒီဗီဒီယိုကို YouTube ကနေကြည့်နေရဆိုရင် VPN လေးခံပြီးကြည့်ပေးကြပါဒီအပိုင်းကျွန်တော်ဗီဒီယိုလေးတွေနည်းနည်းကျဲပါမယ်အကြောင်းကတော့ကျွန်တော်ဂရီပေးထားတဲ့ဗီဒီယိုလေးပုဒ်ကိုလုတ်ပေးဖို့အချိန်ယူနေရလို့ပါဒါကြောင့်နောက်ထပ် analysis ဗီဒီယိုလေးတွေမလုတ်ပေးပြင်နားလည်ပေးကြပါဒီကြားထဲ analysis ဗီဒီယိုလေးတွေခဏနားပါမယ်အမှန်ဆို analysis video တွေလုံးဝနားထားမလို့ပါ မတ်အများဆုံးဗီဒီယို၄ဘုတ်အတွက်ပြင်ဆင်နေရလိုပါဒါပေမဲ့မတ်နဲ့မှာရော်နယ်ဒိုနောက်ပြန်ကန်ချက်ပွဲလုပ်ပြီးပါချယ်ဆီဘာစီပွဲလုပ်ပြီးပါဆိုပြီးတောင်းဆိုတာတွေကြောင့်အဲ့ဒီနှစ်ပွဲကိုလုပ်ပြီးဖြစ်ပါတယ်ဒီကြတဲ့နောက်ထပ်ကန်တဲ့ပွဲတွေ analysis လုပ်ပြီးမှမဟုတ်လို့ထပ်မံလဲလုံမပေးသေးဘူးဆိုတာကြိုအသိပေးထားတာပါဒီကြားရဲကပွဲတွေအချိန်တစ်ခုအကြာအထိမလုပ်ပေးသေးပါဘူး။အဲ့ဒီဗီဒီယိုလေးပို့ပြီးမှလုပ်ပေးဖို့စဉ်းစားထားပါရယ်။ကဲဒါဆိုရင်စားလိုက်အောင်ပါ။ ကျွန်တော်ခေါင်းစဉ်မှာဘာလို့ရင်မက်တဲကစူရူဝက်ကိုနှုတ်နိုင်ခဲ့ပြီလို့ပြောလဲဆိုတော့အချိန်ကဘာစီလိုနာနဲ့ချယ်ဆီတို့အတွေ့မှာချယ်ဆီကြုံတွေ့ခဲ့ရတဲ့မတရားမှုတွေဗလိုက်မှုတွေနာကျင်ခံစားခဲ့ရမှုတွေပွဲပြီးမှ drop by ရဲ့ဒေါသတကြီးတုံ့ပြန်ခဲ့မှုတွေဒီလိုနာကျင်ခဲ့ရတာတွေကအခုနိုင်ဝဲလောင်းနဲ့မကြည်သေးပါဘူးဘာလို့လဲဆိုတော့အဲ့ဒီတုန်းကဖြစ်ပျက်ခဲ့တာက semi final မှာချယ်ဆီတို့ထွက်သွားခဲ့ရတာအခုကပုံစံပြောင်းထားတယ်ဆိုပေမဲ့အလွယ်ပြောရင်အုတ်ဆုအဆင်ပဲရှိသေးတယ်ဘာစီမထွက်သေးဘူး ဒီတော့စူးအကုန်လုံးထွက်သွားဖို့မဖြစ်နိုင်သေးဘူးရှုံးထွက်အဆင့်မှာဘာစီလိုနာကိုဖြုတ်ချလိုက်နိုင်မှာချယ်ဆီးရင်တွေကစူးကိုအကုန်ထုတ်နိုင်မယ်လို့ထင်တယ်ကျွန်တော်ခဏခဏပြောဦးသလိုပဲမာရက်စ်က tactical genius တယောက်ပါသူကပွဲအတွင်းမှာအထူးသဖြင့်အရေးကြီးတဲ့ပြိုင်ဘက်တွေနဲ့အတွေ့အမှာ game plan ကိုကောင်းကောင်းချနိုင်တယ်လို့ပြောရမယ်တကယ် big game တွေမှာသူက master plan ရှိတယ်ဒီပွဲကိုအပိုင်း၃ပိုင်းခွဲပြီးပြောပြပါမယ်၁ပွဲကြောင်ရာမေကဒီပွဲလဲထပ်ပြီးသူ့ရဲ့လူမှုကွန်ရက်မှာပွဲမတိုင်ခင်အားချောင်းပြန်တယ် သူဒီလိုအာချောင်းခဲ့တဲ့ပွဲ၄ဝက်ဆက်အရှုံးနဲ့ကြီးကြုံရတယ်။ပေါ်တူဂီကိုရှုံးတယ်၊မက်ဒရစ်ကိုရှုံးတယ်၊ PSG ကိုရှုံးတယ်၊အခုချယ်ဆီကိုရှုံးတယ်။လေးကျဲပြီးဖြစ်အောင်မလုပ်နိုင်တဲ့သူဖြစ်လာတယ်။အာချောင်းတော့ကောင်းပွဲပြီးရင်၁၆နှစ်ပဲရှိသေးတာရီ၂၀ပဲရှိသေးတာရီသူ့အဖေကထပြောရော။ရာမဲကကွင်းအတွင်းမှာတက်တေပြဖို့ထက်ပြင်မလူနေမှုမှာပိုးအာယုံဆိုင်လာတယ်။လိုလာထပ်ပွဲရှာလာတယ်။ဒါကသူ့အတွက်လားလာမကောင်းနိုင်ဘူး။သူ့ရှေ့မှာဖာဒီတို့လိုကစားသမားတွေအများကြီးရှိခဲ့ပြီးပြီ။ သူ့ထက်ဆိုင်သူ့လိုပဲ16နှစ်သားတယောက်ဖြစ်တယ်။ ST Fong ကဘာလုံးပြသွားလဲ။ခွင်းထဲမှာအလုံးလုံးပြသွားတယ်။သူ့ twin နဲ့ကိုဆိုလုံးဝဆိုလိုကိုအခုဆိုသူ့ကို honorary ကတော့ဒီကောင်လေးကိုကွင်းထဲမှာလွတ်လပ်လှုပ်ခွင်ပေးဖို့ပွဲပြီးမှပြောလာပြီ။ Brazil ရုပ်သံအစီအစဉ်တစ်ခုမှာလည်းနေမာ16နှစ် version ကို Premier League မှာမြင်နေရတာလို့ဒီကောင်လေးကိုတင်စားခဲ့ကြတယ်။ထားပါ။ဒါကထောက်ပြတာပါ။ဒီလိုပြောရင်ဘာစီလိုနာကစားသမားတွေကိုမျက်မှောင်ကျိုးတယ်ဆိုပြီးလာမှန်းကြအောင်မယ်မပြောတော့ဘူးပွဲချောင်းတွားရအောင်ပါ ရာမဲကိုရင်ဆိုင်မှုအတွက်လေးကျင်ရေးကွင်းမှာအစတာဗီယိုနဲ့လေးကျင်ခဲ့ရဆိုပြီးကူကူရယ်လာကပွဲမတိုင်ခင်မှာပြောခဲ့တယ်။ပွဲကစားချိန်မှာလည်းရာမဲကဘာကာအတွက်ဂိုးပောင်ဝင်ပတ်သက်မှုမရှိအောင်သူထိန်းချုပ်နိုင်ခဲ့ပြီးခြေစွမ်းပြသွားခဲ့တယ်။အသင်းပေါ်ဂိုးသမားဆန်ချက်စ်ကကူကူရယ်လာကရာမဲကိုသူ့အိတ်ကတည်းထည့်သွားခဲ့တာပါလို့ပွဲပြီးမှပြောသွားတယ်။တပွဲလုံးမှာကူကူရယ်လာကခြေစွမ်းပြခဲ့ပြီးချယ်ဆီရဲ့အကောင်းဆုံးကစားသမားဖြစ်ခဲ့တာပါ။နှစ် analysis နှစ်ဖက်စလုံးက၄နှစ်၃တင်းနဲ့ပဲပွဲထွက်လာခဲ့ပြီးဘာစီလိုနာကတိုက်စစ်မှာလီဝန်ဒေါစကီသူ့ရဲ့နောက်မှာလိုဘတ်စ်တောင်မန်နှစ်ဖက်မှာဖောရက်စ်နဲ့ရာမေရိုကိုတုံးခဲ့ပါတယ်ပစ်ဗော့မှာဒီဂျောင်းနဲ့ဂါစီယာရိုကိုတုံးခဲ့ပါတယ်ခန်းစစ်မှာခွန်ဒေအရူဂျိုနဲ့ကူဘာစီရိုကိုတုံးခဲ့ပါတယ်ချက်စီဘက်ကတော့တိုက်စစ်မှုစကိုမတုံးခဲ့ပဲတိုက်စစ်မှာနက်တိုတောင်မန်နှစ်ဖက်မှာ SD4 ဂါနာချိုရိုကိုတုံးခဲ့ပါတယ်ပစ်ဗော့မှာဒိန်းနဲ့ကိုင်စီရိုရိုကိုတုံးခဲ့ပြီးခန်းစစ်မှာကူကူရဲလာချာလိုပါ ဖိုဖန်နာမယ်လိုဂူစတိုတို့ကိုတုံးခဲ့ပါတယ်။ချယ်ဆီကဒီပွဲမှာတိုက်စမှုအပြောက်ကစားသွားတယ်ဆိုတာအကြောင်းရှိပါတယ်။တောင်မန်တစ်ဖက်မှာတော့မတူပါဘူး။ဂါနာချိုရှိရဲ့ဘက်အချံကဝါရီကိုအတုံးချပြီးဂါနာချိုရဲ့ယုံအားကိုအတုံးချပါတယ်။ SK ဟောင်းရှိရဲ့ဘက်အချံကိုတော့နီးစနစ်ပိုင်းအရအတုံးချပါတယ်။ဘာစီလိုနာရဲ့အကြီးဆုံးအမှားကနံပါတ်၁အချက် high line ကစားပြီးတိုက်စစ်ကတည်နေတာပါ။မက်ဒရစ်နဲ့ပွဲတော့က high line ကြောင့် Madrid လူတွေအများကြီးကြုံခဲ့ပြီးဂိုးတချို့ခွင်းပြုမခံရပါပေမဲ့ဘာစီတိုက်စစ်ကအလုံးမလုံးလို့ရှုံးသွားပါတယ်။ ဟိုင်လန်ကစားရင်တစ်ဖက်ကလူကြုံမှာပါပဲဒီတဲကလွတ်သွားတာရှိရင်လည်းရှိမယ်ဒါပေမဲ့ကိုတိုက်စက်ကအလုံးဖြစ်နေရင်တစ်ဖက်ကခေါင်းတာဖို့အခွင့်အရေးသိမ့်မရအောင်ဒါဆိုအလုံးဖြစ်တယ်လို့ပြောလို့ရတယ်ဟိုင်လန်ကစားပြီးတိုက်စက်ကအလုံးမလုံးနိုင်တော့လာလိုက်တဲ့ဘောလုံးဆိုတာတစ်လုံးမဟုတ်တစ်လုံးတော့လွတ်မှာပါပဲဒါကိုပြောတာပါနောက်တစ်ချက်ကဘာစီက EPL club တွေကိုမှ hybrid သွားကစားလာပါပြီးတော့ hybrid ကိုလည်းပြင်းပြင်းမပေးနိုင်မြန်မာအောင်မပေးနိုင်တာကလည်းမဆန်းမအောင် hybrid ပေးတဲ့သူတွေလီဝန်လိုအသက်ကြီးကစားသမားတွေပါတော့လုံလောက်မပေးနိုင်ဘူး။နောက်ပြီးဥမာပြောရင်ဒီလိုရမယ်ကကူကူရယ်လာကို hybrid လုပ်ပြီးဆိုတော့သူကဒီကစားသမား၂ယောက်ကြာမှာ cover share လို့လုပ်ပြီးနေရာယူရယ်ဒီတော့ချလိုပါက full finder ကိုပေးလိုက်မယ်။ဒါဆိုရင်အဲ့ဒီ center back ကစားသမားကိုလီဝန်အပါဝင်ဒီလို၂ယောက်သာ wide press ပေးရမယ်။ဒါကလုံအောင်ပဲပုံစံနော်။ဒါပေမဲ့ဒါကိုဘာစီလိုနာကပြင်မလုံးနိုင်ခဲ့ဘူး။ဒီမှာဆိုရင်ဒါကိုမြင်ရမယ်။ ဘာစီလိုနာကစားသမားတွေ press လုပ်တာကယော်ရီယော်ရယ်ဆိုတာကိုဒီမှာမြင်ရမယ်။ဒီမှာဆိုရင်ဒါကိုချယ်ဆီကဘလို့ဖြည့်ရှင်းသွားလဲဆိုရင် Ramal ဒီကစားသမားကိုပြေးကတ်မယ်ရှိသေးတယ်။ကိုသမားစီပေးပြီးကိုသမားက Kukurelasi ကိုတော့ကြော်ပေးလိုက်သေးတယ်။ဒီတော့ Ramal လုံးဝပြက်ကြံခဲ့ပြီးအဲ့လိုပြက်ရယ်ပြူသွားတာချယ်ဆီဘက်ကဖြည့်ရှင်းရတာ easy ဖြစ်နေ။ Ramal ပြန်မလိုက်နိုင်သေးလို့ Kukurela ကို Conte ကပြေးကတ်ရတယ်။အဲ့ဒီတော့ Garnacho စပေးရသွားတယ်။ ဒီမှာကုကူရလာကရှေ့ကိုပေးတယ်။အဲ့ဒီလုံကိုနက်တိုကပြေးစင်းပြီးလက်ခံတယ်။ခုနကပြောတဲ့တိုက်စုံမှုစစ်မတုံးတာဒီလိုကစားကျင်လို့ပါပဲ။ဒီမှာနက်တိုကဂါနာချိုပြေးလမ်းကြောင်းလေးကိုထည့်ပေးတယ်။ခုနကကုကူရလာစီပြေးသွားတဲ့ခွန်ဒေးကဂါနာချိုနောက်ကိုချက်ချင်းပြန်မလိုက်နိုင်ဘူး။ကနာချူကိုခွန်ရဲမိလိုက်နိုင်တဲ့အခါမှာဆိုရင်လေအန်ဆိုကပြေးပြီးတယ်ချယ်ဆီကဘဲတောင်မန်ကနေ41ရာခိုင်နှုန်းစန်တာကနေ 26ရာခိုင်နှုန်းညာတော်မန်ကနေ33ရာခိုင်နှုန်းထိုးပေါက်ခဲ့တယ်ဒီတော့ဘယ်ချမ်းကိုပိုအားကိုးတယ်လို့ပြောလို့ရတယ်ခုနကပြောခဲ့တာကဘယ်ချမ်းကဂါနာချိုရုံအားကိုအသုံးပြုပုံကိုပြောခဲ့တာပါအခုက ST Foundation ရဲ့ညာချမ်းကိုနီးစနစ်ပိုင်းရဘလို့သုံးမလဲဆိုတာကိုပြောပြမယ်အဲဒီဘက်မှာ Gusto နဲ့ ST Found ကအရေးကြီးတယ် Gusto က ST Found နဲ့တွဲဖို့ရှေ့တက်လာတယ်ဒီတော့သူတို့နှစ်ယောက်ကြား connection ကိုဖျက်ဖို့ဒီကြားထဲမှာ Barcelona ကစားသမားတစ်ယောက်ခံစစ်ထဲကနေမဖြစ်မနေရှိတဲ့ရတယ် ဒီတော့ဂူစတိုက ST Found နေရာလွှဲရဖို့အတွက်အဲ့ဒီကစားသမားကိုဆွဲခေါ်တာမျိုးလုပ်တယ်။ဒီမှာဆိုရင်ဒါကိုမြင်ရမယ်။ခန်းစစ်မှာ3ဘက်ပဲခြံခဲ့ပြီးရှေ့တက်လာတဲ့ဂူစတိုနဲ့ ST Found ကနားလည်မှုကတော်တော်ကောင်းတယ်။သူတို့နှစ်ယောက်လိုသလိုနေရာပြောင်းကစားနိုင်တယ်။ဂူစတိုက inside ရော outside ရောဝင်ကရောကစားပေးတယ်။အဲ့ဒီအတွက်ဒီမှာ2 vs 1အခြေအနေဖြစ်သွားတယ်။ဒါကိုဒီမှာမြင်ရမယ်။အဲ့ဒီလုံကတစ်ဖက်ကဂိုးသမားတက်လာလို့သာမဟုတ်ရင်2 vs 1အခြေအနေနဲ့ကောင်တာပေါက်လာတာ။ တစ်ခါတစ်ခါကြာရင် SD Function ကိုတော့ Gusto ကရောက်နေသေးတယ်။အဲဒီလို2 vs 1ဖြစ်နေလို့ဘာစီလိုနာ ကွင်းလေကစားသမားကဒီဘက်ကို force လုပ်တဲ့အခါအလဲမှာလွတ်သွားတယ်။အလဲမှာလွတ်သွားတဲ့အန်ဆိုကကောင်တာဖောက်ပြီးလွတ်လွတ်ကျွတ်ကျွတ်ပြေးတယ်။ဒီမှာဆိုရင်ဒါကိုမြင်ရမယ်။ဒါကြောင့်အဲဒီညာချမ်းက Nice နဲ့ပိုင်းရအသုံးဝင်ခဲ့တယ်ပြောတာ။အဲဒီလိုဒီဘက်ကိုဝိုင်းဖိလာတဲ့အချိန် Chelsea က win ပြောင်းပြီးပြေးရင်တစ်ဖက်ကဂါနာချိုးနဲ့ Cucurella ကရှေ့ကိုပြေးတက်လာပြန်ပါတယ်။ဒီလိုတွေပေါက်လို့ဂိုးလဲပေးခဲ့ရပြီးတယ်နော်။ တယောက်ယော့သွားချိန်မှာတော့ဘာစီလိုနာက highlight မတင်တော့ဘူးအဲ့ဒီအချိန်မှာ Chelsea က၄-၂-၂ဆိုတဲ့ပုံစံကိုပြောင်းကစားတယ် ST Fong ကို Netto နဲ့တိုက်စစ်မှာတွဲပေးလိုက်တယ်ဒီမှာဆိုရင်ဒါကိုမြင်ရမယ်ဒီမှာဘာစီလိုနာဘောလုံးပေးတဲ့အခါ press ပြန်ပေးဖို့အတွက် Gusto ကရှစ်တက်လာလိမ့်မယ် press ပေးဖို့လိုတဲ့အချိန်ကျရင်၄-၄ပုံစံဖြစ်သွားတယ်ဒါကဒီပွဲကကစားကွက်ရဲ့အခြေခံပါပထမဂိုးမှာဆိုရင်ဘာစီလိုနာဘလောက်မှားလဲဆိုတာမြင်ရမယ် ခေါနာကိုမတင်မဲနဲ့ဒီလိုတောင်းပမာလူပေးနေတဲ့အချိန်ဒီမှာ3 vs 2ဖြစ်နေတယ်။ဒီကစားသမားကအစောရဲကခူဂူရယ်လာလွတ်သွားတာမြင်နေရတယ်။သူဒီကိုလာပိတ်တင်တယ်ဒါပေမဲ့ဒီဘက်ကိုဆက်သွားတယ်။ဒီတော့ခူဂူရယ်လာစပေးကပူကျဲသွားတယ်။ဒီကနေကိုရသွားတယ်။ခွန်လေးကြောင့်ဝင်သွားတယ်။ဒီမှာဒီကိုကလည်းလူကျွန်တယ်။လူကျွန်ဖန်းကစားနေတဲ့အတွက်လူကကျွန်ပါပဲ။ဒါကြောင့်ဒုတိယကိုမှလူပေးဖို့မလိုဘူးလွတ်ရင်လဲကျွန်ပါပဲဒီမှာ ST4 ကဆိုလိုကန်ထည့်ခဲ့တယ် တော်တော်လေးကောင်းတဲ့ကိုပါဒီလုံးကခုနကပြောခဲ့သလိုပဲညာချမ်းနီးစနစ်ကနေရလာခဲ့တာပါတတိယကိုမှလည်းနက်တိုဘေးပတ်လယ်မှာစပိတ်အခြေဘာစီလိုနာကစားသမားတွေကလူကျွန်ဖမ်းဖို့ပဲလုပ်နေတယောက်မှပြေးမထောက်ဆယ်ယောက်ချင်းတော့လူမကတ်နိုင်လားဆယ်ယောက်ထင်းနဲ့ကတ်ဖို့မကြိုးစားတော့ပဲလူကျွန်ဖမ်းဖို့ပဲဆုံးဖြတ်ထားတာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လူမကြုံခဲ့ဘူးဒါနဲ့တတိယကိုရတယ်၃ချီကျူးရမယ့်သူများအရင်ဆုံးချီကျူးကျင်တာကတော့နီးပြပါ နီးမြို့အပိုင်းတေချာလှုပ်လာခဲ့တယ်။ဘာစီလိုနာကလောင်ဘောပေရောမမကစားဘူးဆိုတာသိလို့လောင်ဘောကိုမေ့ထားပြီးသူတို့ကြဘောလုံးပေးမရအောင်ပဲ line break နဲ့ကစားခဲ့တယ်။ပြီးတော့အသက်၁၉နှစ်သားလေး ST Fong ကိုချီးကျူးကြပါတယ်။အန်โซကိုလည်းချီးကျူးကြပါတယ်။ NATO ရဲ့အရေးပါမှုကိုလည်းချီးကျူးရမှာဖြစ်တယ်လို့ခူကူရယ်လာကိုလည်းချီးကျူးကြပါတယ်။ Rich Jane ကိုလည်းချီးကျူးကြပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဘွဲကပြောကြရတယ်များလို့ကြံခဲ့တာတွေရှင်းရင်လည်းနားလေပြေးကြပါကျွန်တော်ပြောခဲ့သလိုပဲ view တွေလို့ဖို့ရှိလို့ analysis လေးတွေနားထားတာကိုလည်းနားလေပြေးကြပါ ဗီဒီယိုလေးတင်ဆက်ပေးပြီဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုလေး technical analysis video တွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါအောင်ခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ